ားလုံးပဲမိင်္ဂလာပါရှင်။ဆရာနိုင်ဦးရေတာထတော့တញ្ញတခါစီကမဟာဒီဝီဆတ်တုဆန်ဒီအပိုင်းဆက်ခုံကိုဆက်လက်ဖက်ပြပေးသွားပါမယ်ရှင်။ဘိုးဆက်ကြာနဲ့စကားပြောပြီးနောက်ဘိုးညင်ဝင်းနဲ့တွေ့မိအစီအစဉ်ကိုဖျက်လိုက်ပြီးထိမ့်သိမ့်ထားသောနိုင်ငံရေးခေါင်းဆောင်တို့၏မိသားစုများရရှိနေပြီဖြစ်သောအခွင့်အရေးများကိုတန်းတူပေးပါရန်ပန်ကြားထားသောစာတစောင်းရေးသားထားပြီး လက်ရည်နှဲ့ပြီးနောက်ထပ်6ဆောင်ကော်ပီကူးကဘိုးနေဝင်းချံရတတ်သမျှလမ်းကြောင်းများမှပေးပို့လိုက်ပြီးတယ်လီဖုန်းနဲ့တနည်းစာနဲ့တဒန်းဆက်သားနှစ်တဖုံပြန်လာမည့်အဖြေကိုစောင့်ညော်နေခဲ့ပါတော့လေအချင်းအနည်းသာဖြစ်ခဲ့ရပါ၏တို့ပေမဲ့ရန်ကုန်ကတီဘောနဲ့မတူတူလုံးလုံးကိုလုံးလုံးဘဝနဲ့အချင်းရန်တရားကြီးကမြင်မြန်စွာလဲပတ်နေရာ နေလာနှစ်တူကုံလွယ်ပြောက်လွယ်ဒီတို့ဖြင့်သူမတွင်လဲအိမ်နှင်းချင်းအပေါင်းအသင်းမိတ်ဆွေတွေရလာရာအများစုမှာနိုင်ငံသားသားများဖြစ်ပြီးအထူးသဖြင့် LC ပတ်နှစ်ရင်းနှီးမှုရှိတာသည် LC ပတ်နှစ်သူခင်ပေါ်မှာဒိမတ်နိုင်ငံသားများဖြစ်ပြီးကုလသမဂ္ဂမှကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏တာဝန်ဖြစ်မြန်မာပြည်ရောက်လာကြသူတွေဖြစ်သည် အစီပတ်နှင့်သူဆန်တီတို့တအိမ်နဲ့တအိမ်ကိုချီတန်းချီဝင်ထွက်သွားလာနေပါတော့လေ။အေးကိစ္စကိုတော့ဝင်းချံဝါတွင်ကြောက်ချစောင့်နေပါတော့ကိုရွှေထောက်လန်ကြီးကစိတ်မဝင်စား။သူ့ကိုခိုင်းစေထားသောအဓိကအလုပ်မှာမော်တော်ကားများနဲ့ရောက်လာသူဧည့်သည်တို့ကိုဘယ်သူဘယ်ဝါစရင်လုံးဖို့မဟုတ်ပါလား။အစီပတ်ကသူဆန်တီရဲ့အတွက်မိတ်ဆွေကောင်းတစ်ယောက်ဖြစ်သည်။ ်ကိုအမြဲအားပေးတတ်တယ်လို့သူ့ဆန်တဲ့အနေနဲ့မိမိပြောက်ပြောက်ဖြစ်နေသောအနောက်တိုင်းပေါ့ပါလွတ်လပ်သော ပေါင်းတင်ဆက်ဆံမှုကို ပြန်ခံစားနိုင်သည်အစီဘက်မှတဆင်အခြားနိုင်ငံခြားသားများနဲ့မိတ်ဆက်ပေးရာ သူ့ဆန်တဲ့အတွက်ဥရောပမိတ်ဆွေများတိုးပွားလာပြီးအားလုံးကပင်ဩစတြေးလျပြန်ဖို့သူမကိုတိုက်တွန်းကြသည်သူ့ဆန်ဒီအိမ်မှာတယ်လီဖုန်းအဝင်အထွက်တိုင်းကိုကြားမှဖြဲ့၍ ဂရုတစိုက်ထောင်လန်းနေရာတဖက်နဲ့တဖက်မြန်မာဘာသာတို့အင်္ဂလိပ်ဘာသာဖြင့်ပြောနေသည်ဆိုရင်ပြဿနာမရှိအကယ်၍ရှမ်းတို့ဂျာမန်ဘာသာဖြင့်ပြောသည့်အခါတွင်ကငါတို့နားလည်တဲ့စကားနဲ့ပြောပါ ဆိုတော့ရိုင်းပြသည့်အတန်ကြီးတဖန်ကြားရတတ်ပိုင်းမိတ်ဆွေအပေါင်းအသင်းကျယ်ပြန့်လာသည်နှင့်အမြကြားရမြင်ရဘဝဆက်လန်းတို့ကလည်းအဆုံဆုံး ထိမ့်သိမ့်ခံနေရသောလျာကြောင်းများနဲ့နိမ့်နိမ့်ကက်ကက်ဆက်သွယ်စေနိုင်ဖို့ရန်ကုန်တွင်လာရောက်နေထိုင်ကြရပါသောရှမ်းအမျိုးသမီးတို့နှင့်လည်းသူဆန်သည့်ရင်းနှီးလာသလိုသူတို့အထယ်တွင်ပမာကောင်းဆောင်တို့၏အမျိုးသမီးများလည်းပါသည်သူမအဖြစ်နှင့်ထက်တူမဟုတ်တော့လဲတစိမ့်တစ်ပိုင်းတူသည့်အမျိုးသမီးတို့မှပြည်တော်စုမြန်မာနိုင်ငံ၏နိုင်ငံသား၏ဝင်ကြီးလည်းဖြစ်ရှမ်းပြည်နယ်၏အခြေကဲဖြစ်သူ မိုးမိတ်စော်ဝါဆက်ခွန်ချိုဤဇနီးမေဘယ်ဖြစ်သည်မေဘန်တီတဲ့သူမတို့အနောက်တိုင်းသူတယောက်ဖြစ်သည်တို့ပေမဲ့မေဘယ်ကပြတိရှာသူစစ်အာဏာမသိမ်းမီအနေငယ်အထိမေဘယ်နဲ့ကလေးများမှာအင်္ဂလန်တွင်နေထိုင်ရာမှာယခုသူမ၏ပြတိရှာနိုင်ငံကိုလက်မှတ်ကိုစစ်အာဏာပိုင်တို့ကသိမ်းယူထားသဖြင့်ရှမ်းကုန်းတွင်ပိတ်မိနေပြီးပြန်ဖို့အခက်တွေ့နေသည်တို့ပေမဲ့မေဘယ်ကမဟုတ်မခံ ပွပွင့်လင်းလင်းပြောဆိုတတ်သည့်အတွက်စစ်တပ်ကိုအကြောင်းတောင်းရှမ်းနှင့်မြန်မာအများစုကမေပန်ဆိုရင်ဝေးဝေးကရှောင်ကြတော့လဲသစ္စန်တွေကမေဘဲကိုမှမိတ်ဆွေဖွဲ့ဖို့စူးစမ်းခဲ့သည်ယခုလုံးပရုတ်ပရက်ကာလမျိုးတွင်ခက်ကုန်းကုန်းနေဖို့အားလုံးကသူမကိုအကြံပေးကြသည့်ကြားကစစ်အာဏာရှင်တို့ကိုမကြောက်မရွံ့အခန့်ရဲသောမေဘဲနှင့်လက်တွဲပြီးကာကွယ်ရေးဝင်ကြီးရုံးရှိတွင် နိုင်ငံရေးအကျဉ်းသားတို့ကိုလှည့်ပေးဖို့ပိုစတာကိုင်ပြီးဆန္ဒပြခဲ့ကြသည်ဤဒီကဇူလိုင်ကျောင်းသားအရေးခင်းကိုရက်ဆက်တင်းကျပ်စွာဖြိုခွင်းပြီးနောက်ရန်ကုန်မြို့တွင်ပထမဆုံးတွေ့ရသောဆန္ဒပြပွဲလည်းဖြစ်သည်ကရာချီတို့မပြန်ပြီးဩစတြေးလျတန်မတ်ကြီးတို့လည်းများသူဆန်ဒီထန်တို့နောက်တစ်ကြိမ်ထိုင်ရောက်လာရာတန်အမတ်ကြီးပထမဆုံးမိကုန်မှာယခုလိုမဟာဒီဝီ ။ဩစတြေးလျကိုပြန်ဖို့ဆုံးဖြတ်ပြီးပြီလား။တနည်းနည်းတော့ပြန်ပါပါ။အခုတော့မပြန်နိုင်သေးပါဘူး။မြန်မာနိုင်ငံကမခွာနိုင်သေးတာကိုကျွန်တော်နားလည်ပါတယ်။ဒါပေမဲ့စစ်စင်ကြတွေကတော့စစ်စင်ထားစီခြင်းနဲ့။တန်အမတ်ကြီးပြောတာမှန်ပါတယ်။ဒါပေမဲ့စိုင်းနဲ့အဆက်အသွယ်ရဖို့ပထမဆုံးကျွန်မစူးစမ်းရပါဦးမီ။တန်အမတ်ကြီးတို့စနေမောင်နဲ့တယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်။ယခုအချိန်မှာတန်အမတ်ကြီးပြောသလို ပြင်ဆင်မှုဆိုတီတို့မှာသူမအတွက်စဉ်းစားစရာမဟုတ်သေးတယ်လို့ဩစတြေးလျ ਈ ဆက်တော့ရာဒီဥတုနဲ့ဈေးခွင့်6တွင်းဖွဲ့ဘဝထဲသို့ ပြန်ဖို့ဆိုတီမှာစိတ်ကူးမြရပေမရှိဒီနေ့နေ့ဆိုင်နဲ့အတူဆိုင်အိမ်တော်စီပြန်ဖို့သာသူဆန်နေမျောနေမိတယ်ပြီးခဲ့တဲ့လအနေငယ်ကဘော်နေဝီဩစတြေးလျကိုလာသွားတာမဟာဒီဝီတိလားသိပါတယ်စိတ်ကူးတော့ဖို့ခံဖို့မဟုတ်လားဟုတ်ပါတယ် တိတိကျကျပြောရရင်ဆန်ယောဂအထုခုဆရာဝန်နဲ့လာပြတာပဲဘလို့ထိတ်လန့်စရာတစ်ခုခုကြားလိုက်ရသလိုထိုင်နေရမှသူမှထရက်လိုက်သည်ပရိုဖက်ဆာဟော့နေလာတွေ့တာမဟုတ်လားမစ္စတာခိုးဟုတ်တာပေါ့သူ့ကိုမဟာဒေဝီတိလားမစ္စတာခိုးအံ့အားတွင်မွရသည်တိရပေါ့ဆိုင်းနဲ့ကျမတို့ဩစတြေးလျကိုသွားလေကြတော့ကဆိုင်းနဲ့လည်းတော်တော်ရင်းသီးခဲ့တယ် ခုဒီကိစ္စတွေမဖြစ်ခင်ကတီဘောကိုလာလဲဖို့တောင်းစီစဉ်ထားသေးတယ်။စိတ်လုံရှားမှုနဲ့အတူညာလင်းချက်ဖြင့်သူဆန်နေမျက်နှာရွှင်ရွှင်ပြပြဖြစ်လာသည်။ဘိုးနေဝင်းထံချစ်ကက်နိုင်သည့်အခွင့်အရေးတစ်ခုကိုတွေ့လိုက်ရပြီမဟုတ်လား။တဆက်သေးပင်မဟာဒေဝီကိုပြောအောင်မယ်။ရှန်ကုန်လာဖို့စီစဉ်နေပြီ။ဘိုးနေဝင်းကိုဒီမှာပဲစိတ်ကူးသားဖို့ပဲ။နားနဲ့ဆက်ဆက်ကြားလိုက်ရသည့်တဲ့ရင်ကြောင့် ဝမ်းသာရမလားဒေါသဖြစ်ရမလားသူမှမသိတော့မိမိပုဂ္ဂလိကကိစ္စအတွက်ခွင့်ရေးသိရနိုင်သည်ဆိုတော့လေဤမြကြကြံကြုံရဆက်ပါသောအာနာရှင်တဦးကိုစေကူတာဖို့လက်ခံလိုက်သည့်ပရိုဖက်ဆာကို သူမှဒေါသထွက်မိသည်ပရိုဖက်ဆာဟော့ကိုကျမတို့နဲ့စာတစောင်ရေးပေးမလားလို့စဉ်းစားမိတယ်။ညီမပြေကပြဿနာတွေကိုပရိုဖက်ဆာသိကောင်းသိပေမဲ့ကျမတို့ကိစ္စကိုတော့သူကြားမှာမဟုတ်ဘူးလေ။ ရှေးပါမဟာဒေဝီပြီးရင်အဲဒီဆောင်ကိုတန်တမန်လမ်းကြောင်းနဲ့ကျွန်တော်ပို့ပေးပါမယ်။ရှစ်စုတင်လိုက်တာတန်အမတ်ကြီးရဲ့တကူလုံးလမ်းဆက်ပြီးအာအိမ်ပြီးပြေးသွားသလိုသူမှခန့်စားလိုက်ရသည်။ယခုအချိန်မှာပရော်ဖက်ဆာဟော့တာလင်ဘိုးနေဝင်းထံအမြန်ဆုံးချိတ်ကပ်နိုင်သူဖြစ်သည်။ပရော်ဖက်ဆာမှာဘီယန်နာအုံနောက်နေ့အာယုံကျောဆိုင်ရာ University တပါပတိတိုးဖြစ်တဲ့နေအကြီးတို့အရှိန်အစော်ကိုအတုံးချပြီး ်သူမကိုကူညီနိုင်လိမ့်မည်ဖြစ်သည်ဒီကြားတွင်ဩစတြေးလျတန်အမတ်ကြီးကရာချီသို့မပြေမီသူစန်ဒီထံမှစာများကိုအခြားတန်ယုံတယုံမှလက်ခံရယူပြီးတန်တမန်လမ်းကြောင်းမှတိပတ်တို့ပို့ပေးဖို့အစီအစဉ်အလုံးအထိုင်ချခဲ့သည်ထို့ပြင်တနည်းတီဘောဆော်ဘွားနဲ့တို့ရဲ့မိသားစုကဩစတြေးလျတို့ပြည်နယ်တံပေးဖို့ဩစတြေးလျနိုင်ငံသားရွေးဝင်ကြီးမှတစဉ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးတည်ဟန်ကိုဖိအားပေးတဲ့ကြောင်းအကြံပေးခဲ့သေးသည်။သူစံဒီအနေနဲ့လည်းစားတဆောင်ရေးပြီးတန်အမတ်ကြီးနဲ့ထည့်ပေးလိုက်ရာဆော့ပွားလေးစကြဆိုင်ကိုဖန်ဆီသွားသည့်အချိန်မှစပြီးယခုတိုင်းတရင်မကြောင်းအဆက်အသွယ်များပင်လုပ်ရမရကြောင်းတို့ဖြစ်ပါ၍ professor အနေနဲ့စက်ကြဆိုင်နှင့်မိမိတို့မိသားစုအဆက်အသွယ်ရဖို့ကြားမှအကူအညီဆောင်ကျင်းပေးနိုင်မည်ဟုမျှော်လင့်ရပါကြောင်းအကယ်၍ ရနိုင်သည်ဆိုလေလဲဆိုင်ထံတစ်ဆင့်ပေးပို့ဖို့အိတ်ဖွဲ့ပေးစာတစ်စောင်ကိုပါ ပူတွဲ၍ထည့်ပေးလိုက်သည်တို့ပေမဲ့ဤအခွင့်အရေးသည်လဲသူမအတွက် အဆုံးစွန်စောက်တီရာအကူရာမဟုတ်နောက်ထပ်ရတတ်သည်။အဆက်အသွယ်တို့ကိုရှာဖွေစုံစမ်းနေစေဘေးဒီဆရာနှင့်နှဝင်တဲ့တို့ကို မေးရသည်မှလဲငွေကလည်းမနေအယောက်ပေါင်းမရတတ်နိုင်တော့သလို ရှော့ကနေရှော့ကနေထွက်သွားတဲ့ငွေတွေကလည်းမနေဟုတ်တယ်ဖြစ်စေမဟုတ်တယ်ဖြစ်စေဆိုင်းတယောက်အသက်ရှင်နေရင်ကျမ်းမာချမ်းသာကြအောင်တွက်ချက်ဟောကြားတဲ့အခါသူစံဒီစိတ်ချမ်းသာရသည် မဟုတ်ပါလားတဘာဝလုံးအကြောင်းတရားများအပြင်နောက်ထပ်တိကျစွာရခဲ့သောအဆက်အသွယ်တစ်ခုမှာဘုံမှုချုပ်အောင်ချင်းနှင့်အနီးကပ်နေသူတယောက်ဖြစ်သည်ထိုစဉ်က ဖော်မှုချုပ်အောင်ချီမှာဒုတိယကာကွယ်ရေးဦးစီးချုပ်အဖြစ်တာဝန်ယူနေရချိန်ဖြစ်သည်အဆိုပါအဆက်အသွယ်အဆိုရပကိုးမျိုးတွင်စက်ကြဆိုင်ကိုတွေ့ခဲ့ရသည်ဟုပြောသည်အလားတူတည်င်းကိုပင်အတွင်းဝင်ဦးစိုး၏မိဆွေတဦးထံမှလည်းကြားသိခဲ့သည်ဖြစ်ရာသူမဖို့မျော်လင့်ချက်တွေမြင့်တက်လာခဲ့ပါတော့လေညညများတွင် တွင်းရင်နှင့်မိုးလင်းခဲ့ရသည်ချီပင် ။ဒါကြောင့်များတို့မတယောက်ထဲကိုပဲထိမ့်သိမ်းချသောလေယာဉ်ကြားနဲ့ဆက်သွယ်ခွင့်မပေးရပါလေ။စစ်အာဏာပိုင်တို့ကမကြောက်မလန့်ခံပတ်တတ်သောတို့မကိုပဲအညုံအတင်းနဲ့အပြစ်ပေးနေရောသလား။မကျုံးမုံခဲ့တဲ့ရာဇဝတ်မှုတွေကိုဝန်ခံမှုဆိုင်းကညှဉ်းဆန်နေလို့လား။တို့ဒီမဟုတ်ဘိုးဆက်ကြပြောသလိုဆိုင်းကိုလက်ဆတုံးပြလိုက်ကြပြီလား။ ညစဉ်တန်တရားအတွေ့တွေကသူမိုင်းအိတ်ဆက်ချင်းကိုနှောက်ရက်ဖြက်စီးခံခဲ့ရသည်မှ တစားတစားကိုအလေးချိန်ရော့ကျသွားရုံသာမကအဆုံးအဖြတ်ပေးရမည်နေဆန်တူဝါအမှုကိစ္စလေးများကိုပင်မချိနိုင်မရွက်နိုင်ဖြစ်လာရသူမိုင်းနေစဉ်ဘဝများသည်လဲကြောက်ကြရက်နှင့် 6အိမ်မက်ကြီးပမာစတင်ရမရဖြစ်နေရပါ යි ။ဒီနေ့သူစန္ဒီမိတ်ဆွေတဦးဖြစ်သောဘိုလက်ကြာ၏ဇနီးကသူမ၏ဒုက္ခပရိထေဝရကို နားလည်ခံစားနိုင်သည့်အလျောက်အကြံပြုလာသည်။မဟာဒေဝီကျမတို့နဲ့တရားစခန်းကိုလိုက်ခဲ့ပါလား။မဟာဒေဝီအတွက်အကျိုးမရုပ်စေရပါဘူး။ကံလမှုကိုသူမစိတ်ထဲကအလိုအရောက်ပင်လက်ခံလိုက်ပါ යි ။တရားထိုင်ရာအခန်းကတိတ်ဆိတ်နေပါတော့လဲ။ အနည်းဆုံးအယောက်30များရှိကြပြီးမျက်လုံးတို့ကိုမှိန်လျက်တင်မြခွေပောင်ခွေမော်ရင်းလက်ဖွားနှစ်ဖက်ကို လက်ရက်ထိုးလှိုင်၍ကမ္မထန်တရားကို ရှေ့ရှုလျက်ထိုင်နေကြရာပဝင်းကျင်တစ်ခုလုံးကိုပင်မေးရနေဟန်တူသည်တရားစခန်းဆိုတော့လေလူငယ်များလည်းမနေမနောတွေ့ရသည် ကမ္မဌာနဆုရဆရာတော်ကသူစံဒီတို့ကိုတိချတဲ့နေရာခေါ်သွားသည် ကမ္မထနာစရိယဆရာတော်ဤဖွဲ့ညီမှာဥဝိနယဖြစ်ပြီးတိခေါရောင်တင်ကန်းနေဖနက်ပလာတို့ပေမဲ့သူရှိရင်လက်အုပ်ရှမိုးထိုင်နေသူတို့ဤစိတ်ကိုထွင်းဖောက်ကြည့်နေသလိုဂယုဏတရားတို့ဖြန့်ကျက်နေသလိုမိမိဒုက္ခပရိထေဝါတို့ကိုနားလည်နေသူ ဖြစ်ကြောင်းသူဆန်သည်ချက်ချင်းသဘောပေါက်လိုက်သည်ဝိပုပိနာဆရာတော်မိတ်လာမည်စကားကိုစောင့်နေလိုက်သည် တကမတရားထိုင်မှုရောက်လာလားလားဟုတ်ပါတယ်ဖေ။ဒါပေမဲ့တပိတော့ဘာမှမသိသေးပါဘူးဖေ။ဆရာတော်ကရှီမောကြီးပြောသည်။သိစရာမလိုပါဘူး။တကမလေးတရားထိုင်ရင်လည်းသိသွားပါလိမ့်မယ်။ဘယ်တော့စထိုင်ရမှာလဲဖေ။အခုပဲစကြတာပေါ့။ဒါပေမဲ့တပိတော့ဒီနေ့မနက်ဥပုံမဆောင်ခဲ့ရအောင်ဖေ။တပိတော့နက်စာစထားပါလေ။ကိစ္စမရှိပါဘူးလေ။တူရာမေရကံတခုလုံးချုံနေပြီးတာပါပဲ။ ီတော့တကမာလေးတို့ခမ်းမတဲ့သွားပြီးတိုက်တဲ့နေရာမှာထိုင်ပါ ထိုင်တဲ့အခါကိုတက်တာသလိုထိုင်ပါမျက်လုံးကိုအသာရမှိတ်ထားပါနှာသီးဖြားပေါ်မှာ စိတ်ကိုစူးစီးထားပါ အသက်ရှူလိုက်တဲ့အခါနှာသီးဖြားမှာအေးသွားတဲ့ခံစားမှုကိုမှတ်ပါထုတ်လိုက်တဲ့အခါနှာသီးဖြားမှာငွေးသွားတဲ့ခံစားမှုကိုမှတ်ပါညွန်ကြားသည့်အချိန်တသွေးမသိသူဆန်နေလိုက်ပါလာရာကျင်းတဲ့လောက်တော့အချိန်နေရှိသည့်အခါဆရာတော်က အလုတ်ပေးတရားကိုရှေ့ဆက်မိပြန်သည်ကို စိတ်ကတခုခုကိုရောက်သွားတဲ့အခါဖြစ်စေပြပအတန်ပလန်တွေကနှောက်ရက်လို့စိတ်ပြန့်လင့်သွားရင်ဖြစ်စေတတိကိုမြင်မြင်ထားပါ အခြားအတွေးတွေခံစားမှုကိုတတိနဲ့စောင့်ကြည့်ပြီးစိတ်ကိုဆော့ဆော့ကပြောရင်နှာသီးဖြားပေါ်မှာပဲဆူဆီးထားပါအဲ့ဒီတော့ဘလို့ဖြစ်နိုင်မှာလဲဖေဟာဒီကမာလေးကိုယ်တိုင်သိလာမှာပါရှေ့ရတော့ရှေ့မှဖေခွာရင် တရားဒေသခံမတဲ့သူမလျှောက်လာခဲ့သည်သူမ၏မိတ်ဆွေဘေးနားမှနေရာလွတ်တွင်ထိုင်လိုက်သည်သူမ၏မိတ်ဆွေကတရားထဲမှလွတ်မျောနေဟန်တူသည်အဖြစ်နိုင်ဆုံးစ조사ဖို့မျက်စိကိုမှိတ်လိုက်ပြီးဆရာတော်အမိန့်ရှိသည့်အတိုင်းအစပြောလိုက်သည်ပထမမိနစ်အနည်းငယ်တွင်လူလက်ကိုချောမောသည်ဟုထင်ရတော့လေထိုမှလွန်သောအတွေ့များကတောင်ရောက်မြောက်ရောက်ဆွေဆွေဆောက်ဆောက်နှင့်အထင်းရအသိဉာဏ်ခတ်လာသည် ဆိုင်အကြောင်းချက်ချင်းရောက်လာပြီးအရှိဟော်နေတိတက်ဖျားเจ้าဆောင်ထဲတွင်ဆိုင်တရားထိုင်တတ်သူကိုတတိယမိရာကအတွေ့များကူးဆက်သွားရာဆိုင်နှင့်ပတ်သက်သောပျော်ရွှင်စရာအမှတ်တညာများကိုပင်သူမအတွက်တွေးမွားနိုင်အောင်ရှိရတယ်ဖြစ်ပါတယ်။အဲ့ဒီအတွေ့ကိုရက်ပြစ်လိုက်ပြီးစိတ်ကိုဝင်သက်ထွက်သက်ပေါ်မှာသာဂရုစိတ်ထားမှာတကမလေး။ဆရာတော်အတန်ကသူမကိုလှုံ့နှိုးလိုက်သလို့ ပစ္စုပန်စီ သူမစိတ်တွေ ပြန်ရောက်လာသည်ဖျားဖျားသူမအတွေးတွေကိုဆရာတော်ကသိနေပါလားစိတ်ကိုနှာသီးဖျားတွင်စူးစမ်းဆူဆီနိုင်သည်တို့ပေမဲ့မကြမကြလွတ်ထွက်သွားတဲ့ရာသူမအတွက်အခက်အခဲဆုံးအခြေအနေတစ်ခုနဲ့ရှင်ဆိုင်နေရသည်တို့ပေမဲ့အခြားယောဂီများဤသူသူမကိုလည်းဆရာတော်ကမပြတ်ဆုံးကြည့်ပြီးလမ်းညွှန်နေသည်ပထမမိနစ်20ကျော်လွန်ပြီးနောက်တွင်မူ မိမိခန္ဓာကိုယ်ပေါ်မှာဝေဒနာတစ်ခုခုပေါ်မှာစိတ်ကိုတင်ထားဖို့ဆရာတော်ကညွှန်ကြားတဲ့အတိုင်းတစစစကိုက်နေသောတမိုင်းခါဆင်ရိုးတနေရာကိုတတိနည်းရှုမှတ်နေလိုက်ရာတဖြည်းဖြည်းဝေဒနာပြင်းထန်လာပါတော့လဲပြဿနာမရှိ မိန်ဖြောပြောက်ွယ်သွားပြီးဆူဆီထားသောစိတ်ဆွမ်းအင်းကလုံလုံရရအနိုင်ယူလိုက်ပါ යි တကမာလေးမျက်လုံးဖွင့်နိုင်ပါ යි ထိုင်ကစဆိုတော့ဒီလောက်ပါပဲသူစနီမျက်လုံးမြောင်းဖွင့်ပြီးနိုင်ကြည့်လိုက်ရာ ကိုကိုကိုအံ့အားသိမိရသည်မိနစ်၄၀ကိုဘလို့များကုံဆုံးသွားပါသလဲတို့ပေမဲ့တချိန်တစ်ခါမျမကြုံဘူးလောက်အောင်ပင်ကိုခန္ဓာကငြိမ်းချမ်းနေရကမ္ဘာချမ်းတရားအထုတ်ခြင်းကိုနှိမ့်စင်ဝှက်မပြတ်အစနေကပြုတ်လုသွားတော့မည်ဟု သူမဆုံးဖြတ်လိုက်ပါ၏။နောက်ပိုင်းနေ့ရက်များတွင်သမီးတို့ကြောင်းသားတည်နေ သူမလည်းတရားစခန်းသို့ရောက်လာပြီးဆရာတော်ဤလက်ညှိုးမှုအောက်တွင်နေ့စဉ်မပြတ်တရားအထုတ်လာရာတမာရီအားတဖြည်းဖြည်းကောင်းလာသလိုကမ္မထံတရားကျင့်စဉ်များလည်းတက်လာသည်ဝေဒနာနှင့်စိတ်ကိုတိချာခွဲထုတ်၍နိုင်ပေါင်းများစွာရှုမှတ်နိုင်စွာရှိသည်ယခုသူဆင်သည့်အဖို့တရားဓမ္မကိုသဘောပေါက်နားလည်ယုံသားမဟုတ်ကိုယ်တိုင်ကိုကြပင်ထိတွေ့ခံစားနိုင်ပြီဖြစ်ရာတမိုင်းရုပ်ပန်းဆိုင်ရာအခြေအနေတို့က ြောင်းလဲခြင်းမရှိပါတော့လေတရားဓမ္မက သူမစိတ်ကို ပြောင်းလဲလိုက်လေသည်ယခုသူမအတွက်ငြိမ်းချမ်းခြင်းကိုတစ်ခါပြန်ရလိုက်သလိုဘဝကိုရင်ဆိုင်နိုင်သောစိတ်သက်ကြံ့ခိုင်မှုလည်းရှိလာသည်ဖြစ်၍မိမိနှင့်တမင်းငယ်နှစ်ယောက်၏အနာဂတ်နာဝလေးကိုပိတ်ကင်မောင်းမောင်းနှင်မူဓမ္မဒိဋ္ဌံကြကြသဘောပေါက်နားလည်ခဲ့ပြီးဖြစ်ပါ၏အပိုင်း၁၈ကိုစောင့်မျှော်နားဆင်ပေးကြပါဦးနော် အချိန်ပေးပြီးနှာထောင်ပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။